ားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တင်ဆက်မယ့်သတင်းဆောင်းပါးမှာတော့လေးလကျော်ကြာလာပြီဖြစ်တဲ့ KNA ရဲ့ဗမော်မြို့သိမ်းတိုက်ပွဲအခြေအနေတွေကိုတင်ဆက်တော့မှာဖြစ်ပြီး CDM အရာရှိတွေရဲ့တုံ့သက်ချက်တွေကိုပါနားဆင်ရဖို့ရှိပါတယ်ကချင်လွတ်မြောက်ရေးတပ်မတော် KNA ရဲ့အနေနဲ့2023ခုနှစ်အောက်တိုဘာလကနေစပြီးတော့ကချင်စစ်မျက်နှာကိုဖွင့်လှစ်ခဲ့ပြီးနယူးတော်လင်းရင်းနဲ့အတူတိုက်ပွဲဝင်ခဲ့ပါတယ် ခရင်ရဲ့ကချင်စစ်မျက်နှာစစ်စင်ရေးမှာစစ်ကောင်စီတပ်တွေကိုတော်လရင်တပ်တွေနဲ့အတူပူးပေါင်းတိုက်ခိုက်နေကြတာကြောင့်ရှမ်းမြောက်ကမပိန်မြို့အပါအဝင် ကချင်ပြည်နယ်ကဆွန်ဘရာအင်ဂျင်ယာစတုံရှိပွဲဆော့လော်ဖီမော်ပန်ဝါဒေါဖုံရဲ့စင်ဘိုမြို့လာမိုးမောင်းတဲ့တရုတ်မြန်မာနေဆက်ကွန်တွေမြို့ဖြစ်တဲ့လေကျင်းမြို့ကိုတင်ပိုက်နိုင်ခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာမန်စီမြို့ကိုထပ်မံတင်ပိုက်နိုင်ခဲ့ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှာကချင်ပြည်မှာရှိတဲ့ဘမုံမြို့နယ်မန်စီမြို့ကိုတပိုင်တဲ့ထိုးစစ်ဆေးတိုက်ခိုက်ခဲ့ပါတယ်။ကချင်စစ်မျက်နှာမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ကဥဆောင်ပြီးတော့တခြားတော်လှန်ရေးမဟာမိတ်တွေဖြစ်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF အမျိုးသားညီညွတ်ရေးအစိုးရအညူဂျီလောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအပေါင်းဝင်ကချင်ဒေသကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ KPDF နဲ့ အရခတ်တက်တော်အီတို့ပူပေါင်းပြီးရှစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်နေပါတယ်မြန်မာနေဆက်ကွန်တွေရေးနဲ့ရွှေတက်တုတွေထွက်ထွက်ပန်းဝါချီပွေစောလော်တို့ကို KIA ကတိုက်ခိုက်သိမ်းပိုက်တဲ့အခါတရုတ်ရဲ့ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့လို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကတရုတ်ဖိအားကိုဂီယုမဆိုင်ပဲစစ်ရေးရီမန်းချက်ကိုဥတည်တော်ခဲ့ပါတယ်ဒီလိုတရုတ်ပြည်အကိုလွန်ဆင်ပြီးစစ်ရင်စစ်စင်ရင်တွေလောက်လာတဲ့ KIA ကအခုဆိုရင် ကချင်ပြည်ရဲ့ဒုတိယမြို့တော်လို့နာမည်ကြီးတဲ့ဗမော်မြို့ကိုတိုက်ခတ်သိမ်းပိုက်ဖို့အတွက်တဖြည်းဖြည်းချင်းကက်လာနေပါတယ်။ဗမော်မြို့ကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ KIA စစ်စင်ရေးကို CDM ဗိုလ်မှူးနော်ရုံကအခုလိုတုံ့တက်ထားပါတယ်။မိုးညင်းဘက်တကြော်ပါနော် KIA ကတာအင်ဒိုကတာဘက်ကလမ်းကြောင်းစကိုင်းအဆက်နဲ့ဇောင်းထိပ်ပိုက်အဆက်နဲ့ဒီဘက်က AR မြို့ကလမ်းကြောင်းအော်ထောက်ပြလမ်းကြောင်းတွေကို KIA နဲ့ပူးပေါင်းတဲ့တွေကအပြေးအဝဆုံးမထင်ချွတ်ထားလိုက်နေဒါဆိုရင်ဒါမပခါကို ပြောမယ်စစ်ကူအဲမြေပြင်အားစစ်ကူအားဖြည့်မှုတွေထောက်ပံ့လက်ကြောင်းတွေကိုအာထိန်းချုပ်ဖြတ်တောက်နိုင်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကစ်ချမီနယ်တကြောကိုပတ်ပတ်လေအဲထူးထူးသိမ့်ပိုက်ဖို့အောင်အများကြီးအထောက်အကူရသွားနေတဲ့စစ်ကောင်စီရဲ့ထောက်ပံ့ကြောင်းတွေကိုလည်းအများကြီးချေချိုးနိုင်မယ်အနေအထားကိုရှိတယ်ပေါ့နော်အေယော်ဒီမြင့်ရဲ့အရှိတ်တကြောလုံးကိုထိန်းချုပ်ဖို့စူးစမ်းနေတဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့မူးမောက်မန်စီဗမ်မော်မြို့ကိုတင်ပိုက်နိုင်ခဲ့ရင် AOD မြင့်အချစ်ဘက်တကြောလုံးမှာရှိတဲ့စစ်ကောင်စီတပ်တွေကိုကြိုက်သလိုတိုက်ခတ်နိုင်တဲ့အနေဒါဖြစ်တော့ပါမယ်။ဘာကြောင့်လဲဆိုတော့ဘုံမမျိုးဟာ KIA ဌာနချုပ်နဲ့အနီးဆက်ဆုံးမြို့တစ်မြို့ဖြစ်ပြီး AOD မြင့်ရဲ့အချစ်ဘက်တကြောအတွက်အဓိကအရေးကြီးတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။နောက်ပြီးမြို့တော်မြစ်ကြီးနားနဲ့တရုတ်နေဆက်ကိုဆက်သွယ်ပေးတဲ့လမ်းကြောင်းပေါ်မှာတရှိတဲ့အတွက်စီးပွားရေးအရပါအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်လဲစစ်ကောင်စီကစစ်စင်ရေးကုကမှုဌာနချုပ်စကကက23ကိုဗန်းမော်မှာအခြေစိုက်ထားတာဖြစ်ပါတယ် ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဗမော့မြို့ကို2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှာမန်စီမြို့နဲ့အတူထိုးစစ်ဆင်ခဲ့ပြီးတလအကြာမှာတော့မန်စီမြို့ကိုတင်ပိုက်နိုင်ခဲ့ပေမဲ့ဗမော့မြို့ကတော့လေးလလောက်ကြာသွားပေမဲ့တင်ပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။အယောက်ဒီမြေရဲ့တပတ်တစ်ချက်မှာရှိနေတဲ့ဗမော့မြို့ကို KIA ကလမ်းနဲ့ရှိကြာအောင်ဝိုင်းဝန်းပိုက်ဆိုတက်ခဲ့ခဲ့ပေမဲ့တော်လင်းရေးမဟာမိတ်ပူပေါင်းတက်တွင်နဲ့အခုလိုလက်ချီတိုက်နေရတာကစစ်ကောင်စီရဲ့လေကြောင်းကနေအင်အားဖြစ်တင်နေတာကြောင့်လို့သိရှိရပါတယ်။ ဘုံဘုံမျိုးရဲ့အနေထားအရစကိုင်းတိုင်းမန္တလေးရှမ်းမြောက်တရုတ်နေဆက်တွေအားလုံးကိုချိတ်ဆက်သွားလာနိုင်ပြီးကုန်းလဲပူးဆောင်ရေးကုန်သွယ်ရေးမှာပါဗန်းမော်ကအဓိကနေရာတွေကတခုအပေါင်းဝင်ဖြစ်ပါတယ်။လိုင်ဇာမျိုးရဲ့အနည်းဆုံးမျိုးတစ်မျိုးဖြစ်ပြီးတော့ဗန်းမော်ကို KIA ကရပ်သွားခဲ့ရင်စကိုင်းတိုင်းတဲ့အထက်ကိုလူရင်အားရက်ခါလက်နဲ့ဆက်တဲ့စစ်တုံးကရိယာတွေကိုပို့ဆောင်နိုင်တဲ့ထောက်ပို့လမ်းကြောင်းတစ်ခုပွင့်သွားနိုင်ပြီးတော့ရွှေကူးမော်လူကတာအင်းတော်ဘက်ကပြည်သူ့ကောက်ွယ်တပ်ဖွဲ့ PDF တွေနဲ့ပါပေါင်းစည်းသွားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လို့ဘောင်းမမြို့မှာစစ်ကောင်စီရဲ့စက်ကက21အပအဝင်တန်ချက်ကအမြောက်အင်ဂျင်နီယာတက်ဆတဲ့တက်ရင်တက်ဖွဲ73ခုလောက်ရှိတဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့အင်အားထောင်ရှိပြီးတော့ဘမော်မြို့တွင်မှာရှိနေပါတယ်။ဘမော်မြို့ဟာကချင်လွတ်မြောက်တပ်မတော် KIA ရဲ့အတွက်ဘလိုမျိုးအရေးကြီးတယ်ဆိုတာကို CDM ဘုံမှုနှောင်ရောကအခုလိုထပ်ပြီးရှင်းပြထားပါတယ်။အချစ်ကချင်ပြည်နယ် အောက်ပိုင်းပေါ့နော်ဒီမပခိုင်အောက်ပိုင်းမှာဆိုအဓိကကြနေတယ်ဒီဗမော်ပေါ့နော်စာက27အခြေထိုက်ထားတဲ့ဗမော်ကိုသူတို့အဲတင်းယူနိုင်ထင်းယူနိုင်ဖို့သူတို့အဲပြင်ထန်ဖို့စီစဉ်တိုင်းနေတယ်အဲကျွန်တော်တို့ဒီဗမော်ကိုရရပြီဆိုရင်အမြောက်ပိုင်းတိုင်းမပခာ ကိုပတ်ပတ်လေပေးစုထိန်းချုပ်ထားနိုင်မယ်ထောက်မှုလမ်းကြောင်းတွေကိုလည်းအဲကျွန်တော်ရေချောင်းရောကုန်းချောင်းရောကောင်းစွာပေးစုနားနိုင်မယ်အနေထားကိုရောက်ရှိလာမယ်ဒါဆိုရင်စကားစအနေနဲ့လေချောင်းရောပဲအဓိကလုံနိုင်အဲလုံနိုင်တော့မယ့်အနေထားမျိုးဒီဖြစ်လာနိုင်တယ်ဗောနော်အဲ့တော့အောက်ပိုင်းထောက်မှုလမ်းကြောင်းတွေမှာဒါဟာပမောခေတ်အကြတဲ့အဲစီဗီကလမ်းကြောင်းထောက်ပို့လမ်းကြောင်းပေါ်မှာလည်းရှိတယ်အဲမပါခတ်တက်ဒီရဲ့အောက်ပိုင်းတက်ဒီမှာအဓိကစီမံထိန်းချုပ်ထားတဲ့အဲစီဗီအရေးကြီး အချက်ချကြတဲ့နေရာမှာလည်းတည်ထားတယ်ပေါ့နော်အကျတော့ဒီမြို့ကိုဒါကြောင့်လဲဒါ KI နဲ့ပူပေါင်းတက်တီးကအသေးတန်အဲဒီဟိုတော့တိမ်မရချီဖို့အဲကာလာအချင်းနော်လေးလလောက်အထိကိုသူတို့ထိုးသေးသေးတိုက်ခတ်နေတယ်ပေါ့နော်ဗမော်ကိုရပြီစခန်း20တကိုရပြီဆိုရင်တေကြတယ်မပခပေါ့နော်မြောက်ပိုင်းတန်းစစ်ကောင်စီမြောက်ပိုင်းတန်းစစ်ထနာကျုပ်ကိုကုန်းချောင်းစစ်ကူနဲ့ရေချောင်းထုတ်ဖို့လမ်းကြောင်းကိုခေါင်းဆောင်ထိန်းချုပ်ထားနိုင်မယ်ဗမော်တိုက်ပွဲဘာကြောင့်ကြာနေရတာလဲဆိုတော့ကိုကြည့်မယ်ဆိုရင် ဗမုံမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တက်တိဆောက်ပုံတွေမှာစစ်စင်ရင်ကုကွယ်မှုဌာနချုပ်စက္ကက27ချီလင်တက်ရင်ခလာယ40ခွန်ခလာယ236ခလာယ23ခွန်အမြောက်တက်ရင်တွေဖြစ်တဲ့အမတာ3တက်လီနဲ့အမတာ366တို့ရှိပြီးတော့တညက်ကတနက်တင့်ကတော့တဖြစ်တဲ့အမှတ်9006အမှတ်9014အပါဝင်စစ်မြေပြင်အင်ဂျင်နီယာတက်စစ်တက်ဆက်သွေးရေးတက်စစ်ပဲလုံခြုံရေးတွေစုစုပေါင်းတက်ရင်တပွဲ73ခုလောက်အဲ့ဒီမှာရှိပါတယ် အဲ့ဒီဒီကမှအမြောက်တက်ရင်တုံးချက်ချောင်းနဲ့တန်ချက်ကတက်ရင်9006တို့ကိုဘန်းမော်လေးဆက်အပါအဝင် KIA ကတင်တာပြီးဖြစ်ပါတယ်ဘန်းမော်မျိုးကို11ပိတ်ဆိုတက်ခတ်နေတဲ့ KIA နဲ့ပူပေါင်းတက်တွေကလေးလက်ကျော်ကြာတဲ့အထစ်ကိုတက်ရင်နှရင်လောက်သာတင်ပတ်နိုင်တယ်လို့ဆိုရပါမယ်စစ်ကောင်စီရဲ့ခန်းစစ်မဟာဗျူဟာနဲ့လေကြောင်းပစ်ကူတွေမှာဒရုန်းကိုအများဆုံးအသုံးပြုတိုက်ခတ်နေတာကြောင့် KIA နဲ့ပူပေါင်းတက်တွေထိခိုက်များနေတယ်လို့သိရပါတယ် စစ်ကောင်စီဘက်က drone တိုက်ခိုက်ရေးကိုအရှိန်မြင့်လှုပ်ဆောင်နေတာကြောင့်တော်လိုင်းရေးပူပေါင်းတပ်တွေကြားထိခိုက်မှုတွေရှိနေကြောင်းကိုစစ်ကောင်စီဝါဒပြန်ချန်နယ်တွေမှာဗီဒီယိုဖိုင်တွေနဲ့ဖြန့်ဝေထားတာကိုလည်းတွေ့ရပါတယ်။ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး2020နဲ့5ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့က BBC ကခံရပြောရေးဆိုခွင့်ရှိသူဘုံကြီးနော်ဘူကိုမြေမြတ်တဲ့အချိန်မှာစစ်ကောင်စီဘက်ကခန့်စစ်တာနေတဲ့အကြောင်းကိုဝန်ခံသွားတာရှိပါတယ်။တကယ်တမ်းပြောရမယ်ဆိုရင်မြစ်ချနာကဗမော်တဲ့အရေးပါပြီး မြစ်ကြီးနားမှာစစ်ကောင်စီတပ်ကအပေါ်ယံပဲရှိတယ်လို့လစ်တက်စီဒီအမ်တက်ကြကြီးကိုစီယာကအခုလိုပြောပါတယ်အဓိကဗမောအိုက်ပဝင်းကျင်အိုက်ဘက်ကဒီမန်စီတို့ဒီဘက်အဒီလွယ်ချေလွယ်ချေမန်စီရွှေကူဘက်တောက်လျှောက်ဒီဘက်အိုက်ဘက်တချောတွေအကုန်လုံးကဒါဗမောကနေမှတဆင်ပြန်ပြီးတော့သူတို့ကအထောက်ဖို့ပဲပါလေဒါလေးလှုပ်ပြီးတော့သူတို့ဆစ်စင်ရေးလှုပ်တော့နော်အဲ့တော့ဗမောသားကြပါရင်သူတို့တော့ကလုံးဝစတက်ဘက်ကအထိနာပြီး KI ဘက်ကတော့အားသားချက်အချင်းရပါတာပေါ့နော် ဟိုဒုတိယမျိုးတော့ရပါတယ်ပုံစံမျိုးပေါ့ပြီးလို့ရှိရင်ဒီမြကြီးနားကတော့သူတို့အနေထားနေရစော်ရီတရားလည်းမြကြီးနားဆိုတာစစ်တပ်ရှိနေစီမှာ KIA ရပဲတော်တော်များများအားကောင်းတယ်လို့ပြောရမှာ KIA ရပဲဟိုထိန်ချုပ်ဟိုပေါ့နော်ဒီဒီအပေါ်ရန်စစ်တပ်ကရှိနေပြီမဲ့ KIA ရပဲအဓိကကြတာပါမြကြီးနားမှာဘမောစက်ကက27ကိုမြကြီးနားတိုင်းစစ်ထနာကျော်မဘခကနေစစ်စင်ရေးအမိန်တွေတိုက်ရိုက်ကုတ်ခဲ့ပြီးတော့တရုတ်မြန်မာနေဆက်နာကုန်တယ်ရေးနဲ့ ုပ်ချုပ်ရေးကိုအခိုင်အမာတိစောက်ထားခဲ့တဲ့စစ်ကောင်စီရဲ့အင်အားစုဖွဲ့မှုပူးစံမှာ KIA နဲ့ပူးပေါင်းတက်တွေအတွက်တိုက်ရခက်စီပါတယ်။တက္ကနောနှစ်ကွန်စစ်စင်ရင်နောက်ပိုင်းစစ်ကောင်စီက drone တွေကိုတရုတ်နဲ့ရုရှားနိုင်ငံတွေကနေအများအပြားဝေယူပြီးစစ်မှုတပ်တင်တဲ့အပတ်စဉ်တွေကိုပါ drone တင်တဲ့ပို့ချနေပါတယ်။တံမြန် drone တိုက်ခိုက်ရေးကိုအသုံးပြုလာတဲ့စစ်ကောင်စီကပါရာမိုတာလို့ခေါ်တဲ့လက်ထီးတပ်သားတွေနဲ့ပါတိုက်ခိုက်လာတာကိုလည်းတွေ့ရပါတယ်။ ဒါကလည်းစစ်ကောင်စီအတွက်လေကြောင်းကုန်ကြစည်အတွက်တတ်တာစီနိုင်တဲ့နီလန်တစ်ခုလည်းဖြစ်စေပါတယ်။ဘမောမြို့မှာဆိုရင်လက်နက်ကြီးတပ်ရင်နဲ့တန်ချက်ကအမြောက်တက်တွေစုပွဲထားတာကြောင့်လည်းလေကြောင်းနဲ့ပူပေါင်း ခုခံနိုင်တာအတွက်စစ်ကောင်စီအတွက်ခန့်စစ်မှကောင်းကောင်းခုခံနိုင်တာလို့ဆိုရမှာဖြစ်ပါတယ်။နောက်ထပ်မြို့ပတ်လည်းကိုကာကင်စကန်တွေနဲ့ထိန်းထားပြီးခိုင်ခန့်တဲ့အဆောင်အုံတွေကလည်းစစ်ကောင်စီဘက်ကပိတ်ခတ်နေတာလည်းရှိနေပါတယ်။ဒီတော့စစ်ကောင်စီအတွက်အဓိကထောက်ပံ့လမ်းကြောင်းလည်းဖြစ်တဲ့ မြစ်ကြီးနာအတွက်ခံစစ်တစ်ခုလည်းဖြစ်တဲ့ဘမ်းမော်မြို့ကိုအကျိတ်ငယ်ခုခံမှာဖြစ်ပါတယ်။ KIA ကဘမ်းမော်ကိုတိုက်နေတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေ KIA ရဲ့ဌာနချုပ်ရှိရာ လိုင်စာကိုအသေးခံ drone နဲ့ဇန်နဝါရီလထဲမှာတစ်ကြိမ်၊ဖေဖော်ဝါရီလထဲမှာတစ်ကြိမ်၊မတ်လထဲမှာတစ်ကြိမ်၊သုံးကြိမ်တိုက်တိုင်းတိုက်ခိုက်ခဲ့တာရှိပါတယ်။ KIA ရဲ့ဘမ်းမော်မြို့စစ်စင်ရေးမှာစစ်ကောင်စီဘက်က drone အသုံးပြုတိုက်ခိုက်နေပုံနဲ့စုဖွဲ့မှုနှိပြူဟာအကြောင်း ကြံ့ကြံ့နေကြောင်းကို CDM ဘုံမူနောင်ရောကအခုလိုဆက်ပြီးရှင်းပြထားပါတယ်အခုကျွန်တော်ဗမော်ကိုပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်အဓိကကြားတဲ့အဲဒီအောက်ပိုင်းတက်တွေအတွက်အဓိကကြားတဲ့အဲစေအခြေစိုက်နေရာဖြစ်တယ်စာက27ပေါ့နော်အရေးကြီးတဲ့စာက27အခြေစိုက်ထားတဲ့တမျိုးလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခု ီးတော့လေဒီမြောက်ပိုင်းလက်စစ်တပ်နာကျောက်တို့လည်းအောက်ပိုင်းတပ်တွေရဲ့အဲအုပ်ချုပ်မှုစီမံခန့်ခွဲမှုပြီးရေကြောင်းကုတ်တွေလမ်းကြောင်းထောက်ပို့มาတဲ့အခေအားကြတဲ့အဲစစ်ဘီရောအခြေကြီးနေရာတစ်ခုလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့အထူးသဖြင့်လက်ရှိစကားဆားမှာဒီဘက်မှာဆိုရင်နောက်ပိုင်းစီနီဘီရောအရွေအပြောင်းလဲဆိုရင်ဒီနှီးပညာမြင့် drone တွေနဲ့ drone တိုက်ခိုက်မှုတွေကိုလည်းကျွန်တော်တို့အဲစီနီတရာတံပြန်လုံဆောင်လာနိုင်တာတွေ့ရတယ်။အဲအခုလက်ရှိကျွန်တော်တို့တွေ့နေရတဲ့သတင်းတွေရောဗမော်မှာဆိုရင်တော့ စစ်ကောင်စီအနေနဲ့အင်အားလဲသူတို့ဒီစစ်မှုထမ်းစင်အင်အားတွေကိုတိုးမြင့်ပြီးတော့အင်အားဖြည့်နေတယ်အလားတူအဲဤပညာအပြောင်းလဲဒီ drone တပ်ဖွဲ့နဲ့လေချောင်းပစ်ကူလက်နက်ကြီးပစ်ကူဟန်ကျင်ကြီးပေါင်းစပ်နေတာလဲကျွန်တော်တွေ့ရတယ်ဗောနော်အဲကြတော့ဒီတက်စုဖွဲ့မှုပုံစံနဲ့ CPU ကအွေပြင်စင်ပြောင်းလဲလာတဲ့နောက်ပိုင်းဒီ drone တွေတုံမြင့်သုံးဆွဲပြင်စင်ပေါင်းစပ်လာတဲ့နောက်ပိုင်းဗောနော်ဒီ KI နဲ့ပူးပေါင်းတက်တည်းရဲ့အဲ အပြင်းထန်ထိုးစစ်ကိုတလောက်အချင်းကြကြာဒီစစ်ကောင်စီနဲ့ခုခံနိုင်လာခြင်းဖြစ်တယ်ဒီဗမာမျိုးဟာ KIA အတွက်တမကဒီရှမ်းမြောက်အတွက်ကိုပါအရေးပါတဲ့မျိုးဖြစ်တဲ့အကြောင်းကိုပြောပြတော့ပါမယ်ကချင်ပြည်တွက်ဒုတိယမြို့ကြီးလိုတစ်ခုဖြစ်တဲ့ဗမာမျိုးဟာဒေသတွင်းဗန်လုပ်ငန်းကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက်အချက်ကြာကျနေတဲ့နေရာတစ်ခုဖြစ်တဲ့အပြင်ကို AOD မြစ်ကန်ဘာမှတရှိနေကြရောမြစ်ကြောင်မှတစင်မြန်မာနိုင်ငံအတွင်းကိုကုန်စည်ပို့ဆောင်ဖို့အတွက်လည်းအရေးကြီးတဲ့ဗိုလ်ချက်တစ်ခုဖြစ်ပါတယ် တရုတ်မြန်မာနေဆက်ကွန်ဒိုရဲ့နေရာတစ်ခုဖြစ်တဲ့လွေကျကို KIA က2024ခုနှစ်ဧပြီလတွင်မှတင်ယူခဲ့ပြီးဗမော့မြို့ကိုတင်ပိုင်နေပါကဗမော့ကနေလွေကျအထိကွန်ဒိုရဲ့ကိုတရုတ်အထိထိုးဖောင်းနိုင်မဲ့အနေအထားမှာဖြစ်ပါတယ်ဗမော့မြို့ရဲ့ပထူရီအနေအထားရပြောရမယ်ဆိုရင် KIA အတွက်စစ်ရေးအရာပါစီးပွားရေးအရာပါအရေးပါတဲ့မြို့ဖြစ်ပြီးချမ်းမြောက်အတွက်ပါအရေးကြီးတဲ့အကြောင်းကို latest CDM တက်ချက်ကြီးကိုစရာကအခုလိုထပ်ပြောပြပါပါတယ် and ဘမောကခုနဒီအချင်းပြင်းတဲ့ထူရရမျိုးတော်လည်းဖြစ်တယ်ပေါ့နော်နောက်ပြီးခုနစစ်တပ်အတွက်ကလည်းဒါသူကဒီတက်တည်အများကြီးတည်ထားတဲ့မျိုးလို့ပြောရမှာပေါ့နော်နောက်ပြီးတော့တော်တော်အရေးပါအရေးပါဆိုတော့ဥပမာဒီမြကြီးနားကနေပြီးတော့မြကြီးနားအုပ်ကနေပြီးတော့လေရင်တွေဒီကျွန်တော်တို့ဒီဥမာ MI assembly တို့ MI 35တွေက ဒီမုံရွာတို့ဒီဘက်ဒီမှာဆင်းပြီးတော့လာပြီးတဆွဲပြီးစစ်စင်လုပ်တဲ့ဟာတွေရှိတယ်။ဒါမျိုးတို့အသွားပြန်လုပ်လို့ရှိရင်တို့ကအရင်တော့ဆိုဗမောကတထောင်နားတဲ့စခန်းပေါ့နော်။ဗမောတထောင်နားပြီးတော့အဲ့တော့ဗမောကြပြီးဆိုလို့ရှိရင်မြကြီးနားအတွက်ပါမလုံးဂျုံတော့ဘူး။အဲဒီထောက်ပို့လမ်းကြောင်းခုဆိုလို့ရှိရင်မြကြီးနားကိုဟိုရေချောင်းကထောက်ပို့လမ်းကြောင်းကလုံးဝဖြတ်တောက်ခံရရည်ပေါ့နော်အဲ့တော့တို့ကလေချောင်းကိုပဲအဓိကအားပြုနေတာနောက်ပြီးတော့ဒီဗမောတို့ကဗမောရှိနေတဲ့အတွက် KIA တို့ကလည်းဗမောရဲ့ပပတ် မျိုးတွေတော်တော်များများ KNY ကထိန်းချုပ်ထားပြီးသူတို့ဒီဘာဖြစ်နေပေါ့နော်မျိုးတွေစခန်းတွေ KNY ကထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်ဗမော်တခုပဲကျန်တာဗမော်ကအဲ့တော့ဗမော်သာကြပြီးသလိုရှိရင်အဲစစ်တပ်ကအခိုင်အမာနေရာတွေဘာမှမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ်အဲလင်းဒီဗမော်ဆိုတော့ဗမော်လင်းဝင်ရှိတာဗမော်လင်းဝင်တာအဲ့လိုဆိုတော့ရန်အချက်ချကျတာ KNY တို့ကတော့ရန်အရေးပါတယ်နောက်တစ်ခုကဒီဗမော်ဗမော်လိုတက်တယ်အများကြီးနဲ့တက်နေရှိတယ်ခုနကသူ့ရဲ့ ဒီဟိုလိုင်းစာလို့ဟာမျိုးလိုင်းစာဘက်ကိုပါဒါသိပ်ပြီးတော့ဟိုဒီလိုက်ပြောမယ်ဆိုဒီဟိုမြေကြီးနားနဲ့ဖမော်ချားထဲမှာဟိုအထဲမှာလိုက်စာရှိတယ်ဖြစ်တော့လိုက်စာပါသိမလုံးကြုံဖမော်ချလို့ရှင်ဟိုကရင်အတွက်ကတော့အများကြီးကိုဟိုကောင်းပါမှာပေါ့နော်ပြီးလို့ရှင်ဒါသူမြေကြီးနားကိုအตาလေးဝိုင်းဝိုင်းဘက်ဘေးဆိုပြီးတော့ပဲအตาလေးဖြည်းဖြည်းချင်းတိုက်ွားရုံပဲ မျိုးမနာခြင်းပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတဲ့အနေအထားရှိတယ်နောက်ပြီးတော့တစ်ချိန်လုံးကဗမောဆိုတာကကျွန်တော်တို့ရှမ်းမြောက်ဥတော်လည်းလုံခြုံသွားမယ်ပေါ့နော်ဗမောသား KIA ဘက်ကရပါဝင်ဘာကြောင့်လို့ဆိုတော့အရင်တုန်းကကျွန်တော်တို့ကိုကန့်စစ်စင်ရေးတွေဒီ2015ကိုကန့်စစ်စင်ရေးတွေရှမ်းမြောက်မှာစစ်စင်ရေးတွေလုပ်တဲ့အချိန်မှာဗမောမှာလေတက်ဆွဲဆွဲပြီးတော့ဒီ fighter တွေတက်ဆွဲပြီးတော့ကိုပုံကျဲတဲ့စစ်စင်ရေးတွေလုပ်ခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ဗမောသား KIA လက်ရပါဝင်ကျွန်တော်တို့ဒေါ်လိုင်းဘက်ကအများကြီးအခွင့်အောက်ဒီရှမ်းမြောက်ကအဖွဲ့တွေအတွက်ပါ အဲဒီလုံုံသွားပြန်လို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့